တာလားအောင်မလေးတလောကလုံးအောင်လေပညာတော်အားဆိုအဲ့လိုဖိလို့ရတယ်တချို့ကလည်းလင်းကိုပြောတာလားဆိုတဲ့ဟာမျိုးရှိကောင်းရှိတယ်ပေါ့နော်လင်းကိုရည်ရွယ်ပြောခဲ့တာလည်းလုံးဝမဟုတ်ပါဘူးတက်နေလို့ရတယ်တက်နေကြတယ်မရလို့ရှင်ကျင့်တာအကောင်မောင်ကတော့ဝိုင်းကျင့်တာလေလို့ပြောတဲ့အခါကျတော့အယံအံ့ဩသွားတာမျိုးရှိတယ်ကြားအောင်ပြောတာနော်ကြောင်ပြောတာစိတ်မကောင်းဖြစ်တယ်ဝမ်းနေတာမျိုးမဟုတ်ဘူးเนาะဒါကဝမ်းနေလို့မရ make up locker စဝင်လာစားပြပြမယ်ရမ်းရုံမကောင်းတာပဲ ိုင်တော့ပါမမေကပ်လောကတယ်မဟုတ်ဒီဇိုင်နာတွေရောဟိုအစုံမဲပေါ့နော်ဟိုဆရာဝန်တွေရောမျိုးစုံကြီးဆိုတော့နေပယ်စုံကပေါ့နော်ရှယ်ကြအဲ့ဒါရီစားတနာနဲ့ကိစ္စအဲ့ဟာလည်းထပ်ပါအောင်ပါနော်ကောင်မဆိုပြီးတော့ပြောဝိုင်းဆဲကြအောင်ပါအဲ့ရီစားတနာကိစ္စလည်းအထိုက်လျောက်လေးအဲ့ရှုံးမှာဖြည့်ထားရင်းရှိရဲ့နော်ညွန်မန်းအောင် ဒီရောက်တော့နင်တို့အကုန်လုံးမန်း啊အခုဒီ show like ကနေပြီးတော့ပြရဲ glad and better ဆိုပြီးတော့ မတို့6ယောက်ပေါ့နော်အဲ့လိုမျိုးရိုက်ထားတဲ့ဒီ reality show ပေါ့နော်ဒီ reality ဒီ reality show တွေရဲ့ထုံးစံအတိုင်းဒီလိုခရထအောင်တော့အပိုင်းလေးတွေတော့ထွက်လာကြပြီပေါ့နော်ထွက်လာတဲ့အပိုင်းလေးမှာလည်းစပြီးတော့အခရစားထားပြီးတော့အပြောချဆိုချမုံတဲ့လူကလည်းမုံချထောက်ခံတဲ့လူကလည်းထောက်ခံကြတာမျိုးလေးဖြစ်လာပေါ့နော် make up လောကစဝင်လာကြပြပြမယ်ရမ်းရုံမကောင်းတာပဲအဲ့တော့ဒါလည်းချူတင်ပြီးမှန်းစထားပြီးသားပါအဲ့အကြောင်းမျိုးလည်းဒီ မရိုက်ချင်ဘူးလို့နှစ်ခေါက်တောင်ညင်းခဲ့တာနောက်ပြီးတချို့ဝိတာစားရတာတွေတချို့လောက်ဝကန်ရတာတွေလည်းအမမလို့ရှင်လို့လဲအမညင်းခဲ့သေးတာ အဲ့ဒါကိုလည်းကောင်းမကြီးကြီးကျယ်ကျယ်နဲ့ညင်းနဲ့ညင်းနဲ့ပဲသူကတစ်ချိန်လုံးပြောနေရဆိုပြီးတော့လည်းဝေဖန်မှုတွေခံခဲ့ရပါတယ်အမှန်တကယ်တော့ reality show တွေရဲ့ထုံးစံအတိုင်းဒါမျိုးတွေဖြစ်လာတဲ့ခါကျရင်စိတ်အတက်ကြမျိုးစုံနဲ့ပြောခံရမယ်ဆိုတော့မမလည်းနားလဲပါတယ်အာဒါပေမဲ့လည်းအဲ့ဒါလေးကိုလည်းစမ်းချင်လို့လည်းဒီဒီ show ကိုပါဝင်ပြစ်သွားတာပေါ့နော်ထုံးစံအတိုင်းလည်းစပြီးတော့ဒီ show မှာစပြီးတော့အမဆေးဦးပါပေါ့နော်စပြောခံပြီးတော့ junior လားအမလီ တလောကလုံးအောင်လေပညာတော်အားဆိုအဲ့လိုဖိလို့ရတယ်တက်နေလို့ရတယ်တက်နေကြအမှန်တကယ်တော့အိုင်းဒီကမမတို့ဟိုတွေ talk show လုပ်ကြပေါ့နော် talk show လုပ်ကြတဲ့အချိန်မှာအာအလုံးကလည်းသူ့အကြောင်းနဲ့သူပြောကြပေါ့နော်ပြောကြငိုကြယူကြမှလည်းသူများအကြောင်းတွေနားထောင်ပြီးမတို့မသိရတဲ့အကြောင်းရရှိဥပမာပြီးစူးဘဝအကြောင်းမမသိရအောင်ဆက်ဆန်းဘဝအကြောင်းမသိရအဲ့ဟာကြီးကြားတဲ့အခါကျတော့ကိုယ်လည်းအမှမျက်ရည်မစင်နိုင်မင်းလည်းငိုခဲ့ရရှိတယ်ဒါပေမဲ့မမကလည်းကြတော့အဲ့လို ဘဝအကြောင်းကလည်းတော်တော်များများဆိုရှယ်မီဒီယာမှာလည်းအားလုံးကတိပြီးသွားပြီဒီအားနေဟိုချစ်သူတမီးစားဒီဟာဘိုင်ကြီးရိုက်ခလေးမွေးရိုက်ဒီကိစ္စရင်းနဲ့လည်းငိုရယ်ယူရယ်ဒါကြီးလည်းမဖြေချင်တော့ဘူးအဲ့ဒါကြီးကိုလည်းအဲဖြေရတာလည်းမကြိုက်ဘူးဆိုတော့အခါကျမမအကဒီမှာ motivation ဖြစ်မဲ့ခလေးတွေအတွက် motivation ဖြစ်မဲ့စကားကိုပြောခဲ့ရပါတော့။မင်းတကယ်တော့အဲ့စကားလေးတကယ်တမ်းသူတို့ထုတ်ထားတဲ့အကြောင်းအရာလေးကမမလည်းတကယ်ဖြေခဲ့တယ်။ ဒါပေမဲ့လေအဲ့ဒါမမကိုသူများလှုပ်ခဲ့ုံနေမှာဟုတ်ဘူးမမကိုတိုင်ကိုလည်းသူများနေကဘာဖြစ်လို့အဲ့ပေါ့နော်အဲညီတို့အကြီးရာဘာဖြစ်လို့ငါတို့ငယ်တွေကိုလက်တွဲမခေါ်တာလဲဆိုပြီးတော့ပြောခံခဲ့ရတာပြောခံခဲ့ရတာလဲဘယ်သူမှလည်းမသိပဲနဲ့ပြောခံရတာအဲ့လိုပဲ TikTok မှာလာပြီးတော့လေမမတို့ကြီးတွေကအားနေငယ်တွေကိုဘာလဲဟိုအဲ့လက်တွဲခေါ်ဖို့စဉ်းစားဖို့ဘာဖြစ်တယ်ညာဖြစ်တယ်ဟဲ့လူတိုင်းကိုလက်တွဲခေါ်အောင် ဟိုကုပြင်းသားမှာရှိတဲ့လူတွေမှာမောက်တာအနော်လက်တွဲခေါ်တိုင်းလဲလူတိုင်းအောင်မြင်ကြရမှာမဟုတ်တာမမတို့ခေတ်တုန်းကလည်းဘယ်သူမှလက်တွဲမခေါ်ခဲ့ဘူးအဲ့လက်တွဲမခေါ်ခဲ့တာကိုလည်းဝမ်းနဲ့နေလို့မှမရတာနော်ဝမ်းနဲ့နေလို့မရဘူးကို့အလုပ်ကိုစူးစမ်းပဲအဲ့အချိန်မှာမမတို့က Facebook ကမရှိသေးဘူး magazine ခေတ် magazine kit ဆိုတော့ magazine channel kit ဆို magazine တို့ channel တို့မှာလေအဲ့လိုပုံလေးတစ်ပုံပါလာဖို့နာမည်လေးမှာအမ်ထပ်ပေါ့ဆိုပါလာဖို့ဆိုတာအရန်ကိုဂုံယူခဲ့ရတာသူများမလိမ့်ရှင်တဲ့ဥစ္စာတွေအဲသူများမခေါ်မတုံးတဲ့ဟာတွေမှာမမတို့ကလိမ့်ခွင့်ရတာအဲ့ဘဝကနေလာတာလေတည်လားအဲ့လိုဘဝကနေလာတာအဲ့ဒါကြောင့်မလို့မမတို့တော့လည်းဘယ်သူမှမခေါ်ခဲ့ဘူးသူများမတုံးတဲ့နေရာလေးတွေမှာဝင်လုံရင်ဝင်လုံရင်ဒီမှာဒီလိုလေးနေရာရလာတာ အဲ့ဒီအကြောင်းအရာလေးကိုမမပြောထားဖြစ်ပါတယ်လို့မမလည်းတော်တော်များကိုဟိုသွားရေးပြတာပေါ့နော်ခဏလေးစောင့်ကြည့်ပေးပါဦးဆွတ်မဆဲနေပါနဲ့ဦးကျမတို့တော့လည်းဒီအကြောင်းအရာလေးကို motivation အကြောင်းနေနေရတာတကယ်လေအိုက်ခိအိုက်ခါမမပြောခံခဲ့ရတာရှိတယ်တကယ်လေအမှန်ပဲအထိုင်းလျောက်အောင်မြင်လာတဲ့ပုံမှာအဲ့လိုတချို့စီနီယာတွေကစကားမပြောတာမျိုးရှိတယ်ခေါ်တော့တာမျိုးရှိတယ်မပြောတာမျိုးရှိတယ်အဲ့ကြတော့အဲ့ဒါထိုင်ဝမ်းနေနေလို့မရအောင်ဘာလို့ ਆ လဲဆိုတော့ အပူကျိုးစားတယ်နှုတ်ဆက်ကြည့်ရယ်ပြုံးပြကြည့်ရယ်မပြောတော့ဘူးဆိုလို့ရှိရင်ငါပူကျိုးစားရမယ်ပေါ့အဲ့လိုပဲ junior အ senior နာမည်ကြီးတယောက်ကအကောင်ကငါတော့ဝိုင်းကျင်တာလေလို့ပြောတဲ့အခါကျတော့အယမ်းအံ့ဩသွားမျိုးရှိတယ်အဲ့မှာမမစိတ်မကောင်းတော့ဖြစ်တယ်စိတ်မကောင်းဖြစ်တာဆိုတာအော်ဒီလို senior ကဒီလိုပြောပါလားဆိုတာကြားအောင်ပြောတာနော်ကြားအောင်ပြောတာအဲ့တော့ ပြောပါလားဆိုတဲ့အခါကျရင်စိတ်မကောင်းဖြစ်တယ်။ဝမ်းနေတာမျိုးမဟုတ်ဘူးเนาะဒါကဝမ်းနေလို့မရဘူး။ဒါပေမဲ့တစ်ဖက်ကပြန်တွေးရတဲ့အခါကျတော့ဘာလဲဆိုတော့ကျင်ရလောက်တဲ့အနေထားရှိလို့ကျင်တာ။ဒါဆိုငါမစိုးဘူး။လို့မအတွေ့ရတွေ့ပြီးတော့မပူကြိုးစားတယ်ဒီဇိုင်းမမတ်ကလေးပဲလောက်သွားတာပါအဲ့ဒါလည်းစာဖတ်လို့တည်တာပေါ့နော် အော်ငါနေရာတနေရာလေးရလို့ဒါငါ့ကိုအဲသူတို့ကမနာလို့လို့ရတာသူတို့ကဝိုင်းကျင်လို့ရတာငါသာဘာမှမဟုတ်တဲ့အာမတက်တဲ့သူဆိုလို့ရှိရင်သူတို့ကငါ့ကိုအဖက်လုပ်ပြီးရတာဟိုစကားလေးထည့်ပြောနေတာမဟုတ်ဘူးဒါဆိုငါပို့ကြိုးစားရမယ်ဆိုတော့ခွန်အားလေးပဲအဲ့လိုမျိုးလေးပဲတွေးလိုက်တာပေါ့နော်အဲ့တော့အမလည်းသူတော်ကောင်းစိတ်ကြီးအပြည့်မွေးထားတာမဟုတ်ဘူးဒါပေမဲ့စာဖတ်ထားတဲ့အခန်းလေးကြီးကြောင့်အဲစိတ်ကလေးကိုမပူလောင်ထားထက်တယ်လို့ပဲမြင်ပါတယ် ကိုအနေထားတစ်ခုရောက်လာတဲ့ခါကျတော့လည်းစကားတွေပြန်ပြောခွင့်ရတယ်။အဲတော့တခါကျရင်ပြန်စပြတာ။အဲတုန်းကတော့အဲ့လိုပြောတာနော်။အဲတုန်းကအဲ့လိုပြောတာ။ ERN တဲ့ပြန်လဲဟိုချော့ချော့ချလိုက်တဲ့စကားတွေလည်းရှိရပါဘော။အဲ့ချိန်ကျရင်ကိုကဘာစိတ်မဆိုးရည်ရွယ်ရှိနေတာပါနော်။အာမကောင်းလို့လည်းမတွေးပါဘူး။ဒါကတော့လုပ်ငန်းနဲ့ပဲတိုင်းမှာတော့ရှိတာပါပဲ။ကိုထားတတ်တဲ့စိတ်ပုံမှာပဲမူတည်တာပါ။အမလည်းသူတော်ကောင်းမှကြီးတော့လည်းမဟုတ်ပါဘူး။ င်ပြောထားတဲ့ချိန်လေးရီရောက်ဖို့အဝေးကြီးတွေကမျောလင့်နေအိုက်ခက်ကအဥမာပင်ကွာဟိုတင်းနန်းသွားတက်တယ်ဆိုတာထက်အဲ့နာမည်ကြီးရဲ့အိမ်မှာသွားအိတ်သွားနေအဲ့လိုမျိုးကွာဟိုရိုင်းရိုင်းပြောရင်သူတို့ပြောကြတဲ့အခုသူများရေးလို့ရေးရနော်ထမင်းစားချုပ်အခန်းဆိုပြီးအဲ့လိုမျိုးပြောတာအိုက်ခက်ကအဲ့လိုမျိုးနေခဲ့ကြမှလောက်ခွင့်ရကြပါတော့เนาะအဲ့လိုတင်တန်းရေလို့တိတ်ပြီးတော့ trade to issue တင်တန်းလာတက်တဲ့လူကလည်း အဲ့ကလေးနဲ့အတူတူဝိုင်းလုတ်ဝိုင်းစားပဲအဲ့လိုပွားနေနေကြတာပေါ့နော်မမအင်ကမခွင့်ပြုလို့အပွင့်လင်းဆုံးပြထမင်းစားကိုလည်းထမင်းစားကြုံခံတော့လုတ်သွားလုတ်ချင်တာပေါ့ဆိုတော့တိုးတက်ချင်တာလေအဲ့တော့အင်ကခွင့်မပြုရတဲ့အခါကျတော့အဲ့ဒါကြီးမလုတ်ခဲ့ရအောင်မလုတ်ခဲ့ရတဲ့အခါကျတော့မမသူများထက်ဆယ်စုနှစ်တစ်စုနောက်ကျမှမိတ်ကပ်စရာဖြစ်ရတယ်ဥပမာဖြင့်ဟိုကလင်းတို့ညီမောင်တို့မားတို့ဆိုတာတက်တူရွယ်တူတွေပေါ့နော်ဒါမတိမရင်လေးတွေပဲနည်းနည်းပဲကြွာကြတာဒါပေမဲ့မမကတကယ်ကျတော့ဆယ်စုနှစ်တစ်စုလောက်တို့ထက်နောက်ကျတဲ့ ဂျူနီယာဖြစ်ခဲ့တာအဲဒါပေမဲ့လည်းအိုက်ခစ်ကြီးမှာမားနေတယ်လို့လည်းပြောလို့ရချင်မှလည်းရမှာပေါ့နော်အာဒီခေတ်မှာတော့အားလုံးကတင်တန်းချောင်းတွေတက်ပြီးကိုပိုင်ကိုကိုပဆန်ရှင်ကိုဆိုရှယ်မီဒီယာအကောင့်မှာကိုပိုင်ကိုတင်ပြီးတော့ကိုပိုင်ကိုအောင်မြင်အောင်ဖန်တီးလို့ရတာဖြစ်တဲ့အတွက်ခုခေတ်ကလူတွေကပို့ပြီးတော့အာပို့ပြီးတော့ပေါ့ပေါ့ပါလေးဖြစ်တဲ့အောင်မြင်အောင်လည်းလုံးလို့လွှဲသွားတာပေါ့နော်တက်နင်းလို့ရတယ်တက်နင်းချက်မရလို့ရှင်ကျင့်တာ မာမေကလောကတယ်မဟုတ်ဒီဇိုင်နာတွေဟိုအစုံမဲပေါ့နော်ဟိုဆရာဝင်တွေရောမျိုးစုံဒီအကြောင်းညာအေဂျင်စီမှာလောက်တဲ့လူတွေရောအဲ့လိုမျိုးကြီး share ကြတာမျိုးဆိုတော့네ပယ်စုံကပေါ့နော် share ကြ share ကြရဆိုတာလည်းခန်းစားချက်ချင်းတူလို့ပဲ share ကြအမျိုးပဲဖြစ်တာပါတကယ်တမ်းကျတော့ junior senior ဆိုတဲ့ကိစ္စတွေကဘယ်နဲ့ပဲမစုံပါရှိတာပဲကောင်းတဲ့ senior တွေရှိတယ်လို့လည်းမကောင်းတဲ့ junior တွေလည်းရှိတာပဲအဲ့ဒါယူမှားတယ်မှန်တယ်လို့ပြောလို့မရတယ်လို့အာ ဒါတွေကလည်းကိုယ့်ရဲ့ခံယူချက်တွေနဲ့ပဲစိုက်ပါတယ်လို့အမကတော့မြင်ပါတယ်အဲ့တော့လေဟိုဒီပွဲမှာကျတော့ဟို link တို့လည်းပါတယ်စီနီယာအရာမှာဆိုရင် link တို့ကလည်းစီနီယာလည်းဖြစ်တယ်ဆိုတော့တချို့ကလည်း link ကိုပြောတာလားဆိုရင်ဟာမျိုးရှိကောင်းရှိတယ်ပေါ့နော် link ကိုရည်ရွယ်ပြီးပြောခဲ့တာလည်းလုံးဝမဟုတ်ပါဘူးဒါတော့မတို့ i kick အဲ့အချိန်လေးအဲ့လောကမှာအဲ့လိုတွေဖြစ်ခဲ့ကြတာရှိရဲဆိုတဲ့အကြောင်းလေးဖြစ်တာပေါ့နော်ဒါပေမဲ့အမမကြိုက်ခဲ့တာတော့တခုရှိရဲအိုက်ခဲအိုက်ခါမှာအများစုစီနီယာတွေကခောက်ယိုးကျတဲ့ပုံစံတွေနဲ့အဲအစင်းစင်းဒီလိုအုပ်ချုပ်ရမယ်ဒီလိုလူတွေကိုဖိနှိပ်ရမယ်ဒီလိုဆက်ဆံရမယ်ထိတ်ကိုတက်လာတဲ့လူကိုတက်နှင်းထားရမယ်အဲ့ဒါမှအမှန်တယ်လို့ ဘယ်လိုပေါ့နော် brain wash လုပ်ထားကြတာပေါ့နော်ဒါကတော့အမြင်နေလည်းမကျေဝါတဲ့အဲဒီလို social media ခက်လည်းမကောင်းအမြင်လည်းမကျေဝါတဲ့ခက်မလို့ပါအဲ့ဒါရီစားတနာတဲ့ကိစ္စအဲ့ဟာလည်းထပ်ပါအောင်ပါနော်ကောင်မဆိုပြီးတော့ပြောဝိုင်းဆဲကြအောင်ပါအဲ့ရီစားတနာကိစ္စလည်းအထိုက်လျောက်လေးအဲ့ရှုံးမှာဖြည့်ထားရလေးရှိရဲ့ အာမမမပြောထားတဲ့မြုပ်ကွက်ကလေးပေါ့နော်အမြဲတမ်းမမပဲ drama ခင်ထားပြီးတော့ဟိုဘက်ကမမကိုတဲခွဲသွားသလိုလှုပ်ထားတဲ့ဥစ္စာလေးရှိရပါဘူး။အဲဆင်းလေးတော့လည်းဖယ်တတ်နိုင်မလဲနော် reality show တွေအထုံးစံဆိုတော့လည်း အဲ့ဒါဒီလာပါအောင်မယ်လို့အဲ့ချိန်ကျရင်လည်းထက်ထက်ကြည့်ပေးပါဦးလို့ကိုယ့်ရဲ့အဲကိုကြည့်ပြီးတော့ဒီ show ကိုကြည့်ပြီးတော့လုပ်ငန်းနဲ့ပဲမှာအလုံးစားလောက်ကြမယ်ခလေးတွေကိုလည်းအားတစ်ခုဖြစ်စေချင်လို့အဲ့ထဲမှာ motivation ဖြစ်မဲ့စကားတွေကိုပဲအဓိကပြောထားတာပါလို့အာဘဒုမဆော့ကားလို့စိတ်နဲ့အဲလူတစုကိုရည်ရွယ်ထားတာတော့မဟုတ်ဘူးဒါပေမဲ့စနစ်တစ်ခုတော့မကြိုက်လို့ပြောခဲ့တာပါတော့ပန့်ပါတယ်လို့အဲ့တော့အတင်းစကားကိုရှင်းချနေရလဲမဟုတ်ဘူးကျွန်မအဲ့စနစ်ကိုတော့မကြိုက်ဘူး အဲနောက်ကလေးတွေတက်လာလို့ရှင်အဲ့ဒါမျိုးကိုဖိနှိပ်ဆက်ဆန်တာတွေနေပေဆုံးမှရှိအဲ့ဒါမျိုးတော့ကျွန်မမကြိုက်ဘူးဒါပေမဲ့အဲအဲ့ဒါမျိုးကလည်းအခုခေတ်မှာတိတ်လုံလို့မရတော့ဘောနော်ဘာလို့ဆိုဆိုရှယ်မီဒီယာတွေကအကောင်းလာပြီဆိုတော့အချိန်ကျတော့ကိုယ်ပိုင်ကိုစူးစမ်းလို့ရရဲဆိုတာလေးလည်းအဲပြောထားပါတယ်လို့